ပွဲတစ်ခုမှာအရှက်လုံယုံသားဝစ်စင်ပွဲတက်လာလို့ဒုတိယသင်ဆောင်ဝင်ကျော်စုပ်ပြီးဝေဖန်ခံနေရတဲ့အမီဆန်ပြည်သမ ्या လုံးမဲမင်္ဂလာပေါင်းမာရဘန် page ကနေကြိုဆိုလိုက်ပါတယ်။အမီဆန်ကတော့အနုပညာနဲ့ပတ်သက်ပြီးနမဲကြီးသူမဟုတ်ပေမဲ့သူ့ရဲ့ပောက်ကရလှုပ်ရှားမှုတွေကြောင့်ဝေဖန်ခံရရင်နမဲကြီးလာသူဖြစ်ပါတယ်။ မြမရဲ့ဓမ္မဝင်ရောက်ရှင်းပြရင်အနုပညာလမ်းကြောင်းပေါ်ကိုရောက်ခဲ့ပေမဲ့အိမေဇန်ကတော့ဆိုရောအနေနဲ့လည်းအောင်မြင်ခြင်းမရှိသလုံးဇာကားရီမှာတယောက်ဆောင်နေပေမဲ့လည်းနေရာကောင်းတစ်ခုရလာတမ်းမျိုးမရှိသေးပါဘူးသူရဲ့ငကားဖူးတဲ့ကိစ္စတွေနဲ့ရှစ်ဖြော်ကိစ္စတွေကြောင့်သာဝေဖန်ခံရရင်နမဲကြီးလာခဲ့တာဖြစ်ပါတယ်အိမေဇန်ကတိုက်တွေငကားတွေနဲ့ဆက်သွယ်ရှိသူမလို့အခြားအနုပညာရှင်တွေလုံးဟောဟောရမ်းရမ်းနဲ့ဝတ်ဆင်မရသလိုအရက်သေးစားတောက်စားလို့လည်းမရဘူးဆိုပြီးအမျက်လိုလိုပြောလို့ရှိတာပေါ့ဖခင်တရားကိုတအူးထိတ်ပန်းဆင်ပြီးတိုက်ဖို့ငကားဖူးတွေလုံနေရသူမလို့ အမီဆန်ကရှက်ကြောက်ကြီးသူတယောက်ဖြစ်လဲမကြာခဏကိုကုံကိုဖော်လေးရှိပါတယ်။အများရန်လုံးုံတဲ့ဝစ်စားတွေနဲ့မြမဝစ်ဆောင်တွေတာဝစ်ဆင်းလေးရှိတယ်လို့ပြောခဲ့ပေမဲ့ဒီတစ်ခါမှာတော့အပြောနဲ့အလုံးနဲ့မညီတာတွေကိုလုံလောက်ခဲ့တာပေါ့။လုံလုံချုံချုံမြမဝစ်ဆောင်တွေတာဝစ်ဆင်းနဲ့မဲမကောက်မဲမမြတ်ဖြစ်ဂုံဖော်လေးရှိတဲ့အမီဆန်ဟောင်းအခုချိန်မှာတော့တင်ဆောင်ဝင့်ကျော်နေနေဖော်ထုတ်လာတာတွေကြောင့်ဘရက်ဒတ်ရဲ့ဝေဖန်စရာဖြစ်လာခဲ့ရပါတယ်။ အမီဆန်ကဆိုင်ဖွင့်ပွဲတစ်ခုမှာအရှက်လုံယုံပဲဖုံးကွယ်နိုင်တဲ့ဝတ်စုံမျိုးဝတ်ဆင်ပြီးပွဲတက်လာခဲ့တာပေါ့အမီဆန်ရဲ့ဝတ်စုံကစနေနှစ်ခိုင်ကိုအထင်းသာပေါ်လွင်စေပြီးအပေါ်ပိုင်းဗလာချင်းဖြစ်လို့လို့နေနေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အမီဆန်အနေနဲ့အရီဝတ်စုံပေါ်မှာကိုအင်းကြီးတစ်ထပ်ထပ်ဝေထပ်ပေးမယ်။ပရိသတ်တွေအတွက်တော့အတော်ကိုမျက်စိစပန်မွေစူးသားစေခဲ့တာပေါ့အမီဆန်တယောက်အရင်ကတော့အရှက်ကြောက်ကြီးတဲ့မင်းမမြတ်ဆိုပြီးအခုချိန်မှာတော့တင်ဆောင်ဝင်ကျော်လမ်းစဉ်လိုက်နေတာလားဆိုတဲ့မေးခွန်းတွေနဲ့ခနဲ့နေခဲ့ကြတာပေါ့။တစ်ချိန်ကတော့ငကားတွေတိုက်တွေ့ကြအောင်မြမဝတ်စုံပဲဝတ်ခွင့်ရှိ တာလို့ပြောခဲ့ပေမယ့်အခုချိန်မှာတော့အပြောနဲ့အလုံးနဲ့မညီတော့တဲ့အမီဆန်ကိုသူပြောပူတာတွေပြန်ဆော့ဖို့ရင်းနဲ့ဝေဖန်ပြောဆိုလာကြတာပေါ့ရှက်ချောက်ကြီးလုံးပါတယ်ဆိုပြီးမွေးရပါအရှက်တရားလုံယုံတာဝစ်စင်ခဲ့တဲ့အမီဆန်ကစွန်ချီဝိုင်းလောင်းတာကိုခံနေရပြီးပူရီတာတချို့ကစုံရင်လည်းပါဇက်ရတာခံပြောတာတွေပါရှိနေခဲ့ပါတယ် ဟန်ဆောင်အချက်ကြီးပြပြီးအင်ဒရီမဲလွန်နာကြောင့်ဘရက်ဒတ်တီကဝေဖန်နေကြပေမယ့်အီမီဆန်ကတော့အနှွေပညာရဆိုပြီးလွှဲချလာခဲ့ပါတယ်။သူ့အနေနဲ့ခုလိုဝစ်စင်ရတာရှက်ပေမယ့်အနှွေပညာရှင်တယောက်မလို့ဝစ်စင်တဲ့နေရဝစ်စင်ရတာဆိုပြီးချော်တင်ဖြည့်ရှင်းလာခဲ့တာပေါ့။ရှက်တလွန်းလို့ကိုရင်းကြီးတောင်ထွက်ဝင်လာရတာဆိုပြီးချော်တင်ဖြည့်ရှင်းခဲ့ပေမယ့်ဘရက်ဒတ်တီကတော့လက်မခံကျင်ကြပါဘူး။ အမေပညာရဆိုရင်တော့အဖော်ချုံမဟုတ်ပဲဖက်ရှင်ကြကြခမမ်းမိုက်ဝတ်ဆင်လို့ရတာတွေရှိနေတာပေါ့အမေပညာရှင်နေတိုင်းကဖော်ချုံဝတ်ဆင်တာမျိုးမဟုတ်တာကြောင့်လုံးလုံးကျုံကျုံဝတ်ဆင်လို့ရကြအောင်ထောက်ပြပေးနေခဲ့ကြပါတယ်တကယ်တော့အမီဆန်လို့ဝတ်ဆင်တာမျိုးတချို့နှုတ်ပညာရှင်နေလဲရှိတတ်ပေမဲ့အမီဆန်ကစကကြီးစကကြယ်တွေပြောထားလို့ခုလိုဝေဖန်မှုတွေမြင့်တက်နေခဲ့ရတာပေါ့ကိုယ်တိုင်ပြောနေအလုံးနဲ့မညီထွက်တာသိတာကြောင့်အမီဆန်ကအသေးထန်ချိုးရှင်းပြနေပြီးဇို့အဆက်ကြီးနေသူလုံနေလို့အချိန်တွေကပိုဆိုးလာခဲ့ရပါတယ်ဒါပြင်သူ့ရဲ့အပေါ်ပိုင်းအတွင်း င်းသားကမှဲ့အကြောင်းကိုဖွင့်ရပြောပြပြီးစန့်ချင်ဘက်လိန်ကိုဆွဲဆောင်နိုင်တဲ့မှဲ့လို့လေဂုံးစာပြောပြနေခဲ့ရပါ။ငကိုတဲကသူ့ရဲ့အလှတွေဟာပြပြင်းထတာမဟုတ်ဘဲတဘာဝအလှတွေဆိုပြီးအမီဇန်ကမကြမကြဂုံးစာလေးရှိတာပါ။အခုခါမှာတော့အဖော်ချွတ်တွေပါဝစ်စင်ကရှက်တတ်တလို့လို့နဲ့မတိမတာဂုံးဖော်ပြနေတလို့တောင်ဖြစ်နေခဲ့ရတာကြောင့်အမီဇန်ကတော့ရှက်ပလန်နဲ့ကိုစွန်ချီဝိုင်းလောင်းခံနေရတာဖြစ်ပါတယ်။ ပွဲတစ်ခုမှာအရှက်လုံးယုံသားဝစ်စင်ပွဲထက်လာလို့ဒုတိယသင်ဆောင်ဝင်ကျော်ဆိုပြီးဝေဖန်ခံနေရတဲ့အမီဆန်ပေါ်ဘရက်သတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲချက်ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ